ပေါင်းမိတ်ဆွေများအလုံးမင်္ဂလာပါရှင်။သက်တလပိုင်းတွင်အင်တာသားသမီးများတွင်သလားစာကံမများကိုကိုကနေစပြီးတော့ခေါ်ပြောပြီးမှဖြစ်ပါတယ်။သက်တလပိုင်းမှာအင်တာသားသမီးများကံကောင်းကောင်းမွန်တဲ့ကံတရားပေါ့အလွန်ထူးခြားတဲ့ကံတရားပေါ်မှာရောက်ရှိနေပြီဖြစ်ပါတယ်။ဒါကြောင့်အင်တာသားသမီးများအစအဆုံးလေးကြည့်ပေးဖို့လိုအပ်ပါတယ်။အင်္ဂါသားမိများအားဒီသက်တမပိုင်းမှာဆိုရင်မိမိတို့အနေနဲ့ပညာရေး အောင်မြင်မှုတွေပိုင်ဆိုင်ရမယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့ကံအရင်ကောင်းတဲ့ပုံမှာတည်ရှိနေပါတယ်။တခုဝကြတော့အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့အလင်းအငယ်အတိုက်ခံတူတဘောမျိုးတွေတွေ့ကြုံရတတ်ပါတယ်။ငွေကြေးပိုင်းမှာတော့ဆုံးရှုံးစရာနဲ့စိတ်တော့ကရောက်စရာကြီးတွေ့ရတတ်ပါတယ်။လူမှုရေးအပိုင်းတွေမှာဝင်မပါမိအောင်ဖယ်နေရမှာဖြစ်ပါတယ်။ ဒါဆိုရင်အင်္ဂါသားသမီးများအားဒီ7လပိုင်းမှာဆိုလို့ရှိရင်တော့ခရင်းနဲ့ပတ်သက်တာကြီးအောင်မြင်တတ်ပါရဲ့။စကားပြောဆိုတဲ့လုပ်ငန်းမျိုးတွေနိုင်ငံရေးသားနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေဆိုရင်ထူပဲအောင်မြင်မှုကြီးပိုင်ဆိုင်ရပါတယ်။7တလပိုင်းမှာအင်္ဂါသားသမီးတွေကဘာပဲကြုံကြုံနှစ်ချိန်နှစ်ခါလောက်တွေ့ကြုံရပါတယ်။အဖန်ဖန်အခါခါစူးစမ်းနေရတဲ့ကာလလို့ပြောလို့ရပါတယ်။ အင်္ဂါသားသမီးများဒီသက်တလပိုင်းမှာဆိုရင်မမျော်နဲ့ပဲနဲ့ငွေတွေစုလိုက်ပုံလိုက်ဝင်လာမယ်ငွေကြီးတွေအရန်ဝတန်ကောင်းတယ်ဒါပေမဲ့ကိုယ့်ရဲ့သုံးဖြတ်ချက်တွေနော်ကိုယ့်ရဲ့သုံးဖြတ်ချက်တွေကိုယ့်ရဲ့ရွေးချယ်မှုတွေကြောင့်ငွေကြီးတွေကဆုံးရှုံးသွားရတာပြန်ထွက်သွားတာအဖတ်မတင်ကြလို့ဖြစ်သွားတာမျိုးတွေဖြစ်ပါတယ်ဒီလမှာသတ္တလပိုင်းမှာအင်္ဂါသားသမီးတွေက အလှူအတန်းတွေရည်ရွယ်ချက်တွေနဲ့ကောင်းထဲပေါ်ဆောင်နိုင်ပါတယ်အလှူတန်းတွေကြီးကြီးမားမားလှူဝတတ်ပါတယ်အင်္ဂါသားသမီးများလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်အလုပ်သစ်နေရာသစ်ပြောင်းရွှေ့ရတတ်တယ်တည်ငြိမ်မှုကြီးအပြောင်းရွှေ့မှာလည်းတည်ငြိမ်မှုကြီးရရှိတတ်တယ်အလုံကောင်းနေရာကောင်းကြီးရရှိတတ်ပါလေအချင်းကဲရဲ့ပုံမှုဖိမှမှုညနေတာပေးမှုကြီးကြုံရတတ်ပါ ဒါကြောင့်အင်္ဂါသားလူများဆက်တလာပိုင်းမှာဆိုရင်ကံရန်ကောင်းပါတယ်။မိမိတို့အနေနဲ့ကလုပ်ငန်းပိုင်းမှာအရန်လောကြီးပြီးတော့ဆုံးဖြတ်ချလိုက်ဆုံးဖြတ်လိုက်တာမျိုးတွေမပြုလုပ်ဘူးတော့လိုအပ်ပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့မှအောင်းနဲ့ငယ်သားနော်လုပ်ဖို့ကင်ဖက်အချင်းချင်းအတိုက်ခံအပြုတဘောမျိုးတွေဝင်ရောက်လာနိုင်ပါတယ်။ဒါကြောင့်အလုံးနဲ့ပတ်သက်ပြီးတော့တတိလေးထားပြီးတော့ဒါရှေ့ဆက်သွားမယ်ဆိုရင်တော့အောင်းမြင်မှုတွေရရှိတတ်ပါတယ်။ ဲ့တော့ဒီလမှာအမွေရဖို့ရှိရင်ရတတ်ပါတယ်မပြည့်ပြည့်တဲ့ကိစ္စအရာဒီစက်တလာဝိုင်းမှာပြည့်ပြတ်သွားတတ်ပါတယ်ကိုယ့်ရဲ့အကြံစီအောင်မြင်သွားတတ်ပါငွေကြေးတွေစုဆောင်းထားရဲဆိုရင်တော့ဒီစက်တလာပိုင်းမှာအကုန်ကြများတတ်ပါတယ်အလှူတန်းတွေလည်းပြုလုပ်ရတတ်ပါတယ်တခုတော့တတိထားပါဖြက်လန်းနည်းနဲ့စီးဝါရှာတာတွေဖြက်လန်းနည်းနဲ့ရင်းနှီးမြှုပ်နှံလိုက်တာမျိုးတွေအဲ လောက်တာမျိုးကြီးမပြုတ်တော့ပါဘူးအထူးကိူးဆက်ရမှာဒီလထဲမှာဒီအင်္ဂါသားမိများကံအမြင်ပိုင်းထဲမှာရောက်နေတဲ့တွင်မိမိတို့အနေနဲ့အလောင်းကစားတွေအပျော်ပါးတွေအရက်တီစားတွေရှောင်ပေးရမှာဖြစ်ပါတယ်မိမိတို့ရဲ့မွေးနေ့မွေးရမှာတက်တက်တော့သားမယ်ဒိတ်တံပတိစိတ်မဆုံးရင်ပို့ပြီးတော့ကောင်းပါတယ်လူငယ်တွေဖြစ်တယ်ဆိုရင်တော့လူပြိုလူလူလည်းဖြစ်တယ်လူငယ်တွေလည်းဖြစ်တယ်ဆိုရင်တော့အချီးရေးမှာမျက်နှာကပြေးပြီးကြုံရတတ်ပါတယ်။ချစ်သူရဲ့အလိုလိုက်မှုတွေလက်ထပ်မင်္ဂလာဆစ်ဆက်တောင်းလန်းခြင်းတွေ ခံရတတ်ပါတယ်။အဲ့တော့မင်္ဂလာကိစ္စရဲ့အထမြောက်အောင်မြင်တတ်ပါတယ်။မင်္ဂလာရက်မြက်ဒီလေဒီလာထဲမှာလက်ထပ်မင်္ဂလာပွဲတွေပြုလို့မဆိုရင်လည်းအောင်မြင်တတ်ပါတယ်။အနုပညာရှင်တွေအနေနဲ့ကတော့ဒီစက်တလပိုင်းဆိုတာလူမှုရေးအတိုက်အခိုက်လေးတွေနည်းနည်းရှိတယ်။ကိုယ့်ရဲ့အပြောမအဆိုမလေးပုံမှန်တည်ရှိနေတယ်။ နောက်တစ်ခုကကိုကဒီအလူပညာသမားတွေအထူးကယူဆရမှာအင်္ဂါသားသမီးအလူပညာသမားတွေအခုမှစလုပ်မဲ့လူတွေဆိုလို့ရှိရင်တော့စိတ်တက်ကြစရာနည်းနည်းတော့တွေ့တော့တပါတယ်လူပညာလုပ်ငန်းတွေတော့ဒီလာထဲမှာနည်းနည်းလေးတိုက်ခံပြီးတဘောလေးတွေအပြည့်မလွတ်တာမျိုးလေးတွေအပြောဆိုခံရတာမျိုးလေးတွေကြုံရတတ်ပါတယ်အထူးကယူဆိုင်ပါဒါကြောင့်မိမိတို့အနေနဲ့ကအင်္ဂါသားသမီးများက ဒီကနေလာနေ့10နာရီတီတီမှာပေါ့နော်မိမိတို့အနေနဲ့နှင်းစီပန်းခုနှစ်ပွဲလှူဒန်းပြီးတာလှူပြီးတော့ကိုအလိုရှိရာအရှိရဘက်ကိုမျက်နာမူပြီးတော့ဆူတောင်းပေးရမှာဖြစ်ပါတယ်အင်္ဂါသားသမီးများအားဒီဆက်ကလပိုင်းမှာကိုဝင်ဆောင်တယ်ဆိုလို့ရှိရင်တော့စိတ်ယုံမှမူရမယ်သားသမီးရေသနာတွေဝင်လာဖို့လည်းရှိတယ်နောက်တစ်ခုကညအညက်နေကိုအိမ်မှာတဲကူနေထိုင်တာမျိုးတွေဧည့်သည်တွေရောက်လာတာမျိုးတွေတွေ့ရတတ်ပါတယ်ကြုံရတတ်ပါတယ် အိမ်အောင်ရှိတဲ့လူဧည့်သည်မျိုးတွေရောက်လာရင်အထူးဂရုစိုက်ရမယ်အဲ့တော့ဒီနှစ်ပိုင်းထဲမှာဒီကာလလေးမှာပေါ့ဒီလပိုင်းလေးထဲမှာကိုကမျက်နှာတွေပွင့်နေမယ်အိမ်အောင်ရှိသူကပါ ကိုကိုနှစ်သက်တဘောကြတာမျိုးတွေဖြစ်တတ်ပါတယ်မျက်နှာအရန်ပွင့်တဲ့ကာလလို့ပြောလို့ရပါတယ်အဲ့တော့အင်္ဂါသားသမီးများဒီကာလမှာဆိုရင်တော့အလုံလာစားတွေကောင်းမယ်ညာတူတိုးတာတွေခံရဖို့ရှိတယ်အဲတာသမီးလက်အောင်ငယ်တာတာသမီးလက်ပတ်သက်ပြီးတော့စိတ်ညစ်ရမယ်စိတ်တော့ကရောက်လာတတ်တယ်။ဒါလေးတော့နည်းနည်းကြည့်ယူဆိုင်ပါ ငွေကြေးတွေအများကြီးကြီးကြီးမြုံနှံတာမျိုးတွေမပြုလုပ်ရပါဘူး။အရက်20ပိုင်းအကျော်မှာတော့ကန်တရားကကြောင်းလေးတွေထူးခြားစွာကြုံရတပါတယ်။ထိပေါက်ကိန်းရှိတာမျိုးတွေထိပေါက်နိုင်ပါတယ်။ထိထိုးပေးဖို့လည်းမမေ့ပါနဲ့။အဲ့တော့အင်္ဂါသားသမီးများဒီလမှာဆိုရင်ကျမ်းမာရေးအနည်းငယ်ညံ့တဲ့ပါတယ်ကျမ်းမာရေးဂယုဆိုင်ပါဦးကောင်းပိုင်းနဲ့ဝမ်းပိုက်တွေဒုက္ခပီးတတ်ပါတယ်မကြာခဏခေါင်းမူတာတို့ခေါင်းကိုက်တာတို့ဖြစ်တတ်ပါတယ် ဝင်းပြက်တာမျိုးကြီးဝင်းပြက်တဲ့အစာအသောက်တွေလည်းရှောင်ရမှာဖြစ်ပါတယ်။အဲ့တော့ပုံတက်မှုကြီးညနေစောင်းမှာအင်္ဂါသားသမီးများစေဝါတစားတက်ကြီးရွယ်အိုလူတန်းပေးရမှာဖြစ်ပါတယ်နော်။အဲ့တော့အင်္ဂါသားသမီးများဒီအိမ်မှာဒီလိုကာလမှာပေါ့ကိုယ့်အိမ်မှာအပြူလူလူရှိနေတယ်ဆိုရင်တော့တတိထားပါအိမ်ကနေထွက်သွားတတ်ပါတယ်နော်။အဲ့ ဒီကာလာလေးမှာတော့မိမိအနေနဲ့ကဘာသာရေးလေးလုပ်ပြီးမယ်ဆိုရင်တော့ပူပေါင်းပူကောင်းပါတယ်မိမိတို့ရဲ့လုပ်ငန်းတွေစတင်အကောင့်ထဲပေါ်မယ်ဆိုရင်လည်းအလုပ်ကိုရဲရဲဆုံးဖြတ်ပါကောင်းပါတယ်အိမ်တော်ရေးရတော့မတိမပြတ်ဖြစ်နေတာမျိုးကြီးကဒီလပိုင်းထဲမှာပြန်လည်စိတ်ညက်သွားတတ်ပါတယ်ပျော်ရွှင်တဲ့အိမ်တော်ရေးမျိုးတွေကြုံရတတ်ပါတယ်ဖြစ်မှာပါเนาะအဲ့တော့စိတ်တော်ကရောက်စရာတွေစိတ်ညက်ရစရာတွေရှိတဲ့တယ်ဆိုရင်တော့စက်တလပိုင်းမှာ အင်တာဝီရပြည့်နဲ့အစီအပြေသွားတက်ပါတယ်။ဒါကြောင့်အင်တာသားသမီးများဆိုလို့ရှိရင်မိမိတို့အနေနဲ့နှင်းစီပန်း9ဖွင့်အုံးမျိုးက6ညော့ရွက်လာလေးလေးညော့နဲ့ဒီမျက်စွာဖျားရှင်ပန်းအိုးလေးလှူဒန်းပေးရမှာဖြစ်ပါတယ်။အဲ့တော့ဒီကာလာလေးမှာအင်တာသားသမီးများဆိုလို့ရှိလို့ရှိရင်မိမိတို့အနေနဲ့ကဒီမျက်စွာဖျားရှင်ကို မိမိတို့အနေနဲ့ခီးလူတက်လက်လှူဒန်းပြီးတော့မှလူရစီတောင်းပေးပါဝိနေဝေးရဲ့ဒီမှာအဋ္ဌံပတိစိတ်ဓာမျိုးတသက်တော်သားတာမျိုးတွေပြုလုပ်ပေးပါဒီကာလာလေးမှာမိမိတို့နဲ့အကျိုးမပေးတာကတော့ ုတ်ပြဘူးတနင်းနာတနင်းကနေတာသမီးညာအထူးပြုဆိုင်ရမယ်အကျိုးပေးတဲ့တာသမီးညာတောက်ကြစနေကြတာပတိအကျိုးပေးပါတယ်အဲ့တော့ဒီသက်သက်လာပိုင်းမှာဆိုရင်ပုတ်တပ်ဘူးတနင်းလာတာသမီးညာသက်တူလုပ်ငန်းတွေလုပ်မယ်ဆိုရင်တော့အထူးပြုဆိုင်ကြီးကရံများတက်ပါတယ်လူမှုရေးကိစ္စတွေတွဲပက်ပြီးဆောင်ရွက်မယ်ဆိုရင်လည်းအထူးပြုဆိုင်ရမယ်တယောက်နဲ့တယောက်နားလည်မှုတွေလွှဲတာမျိုးတွေဖြစ်တတ်ပါတယ် ခဲ့အင်္ဂါသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလို့ရဆန္ဒတွေပြည့်ဝနိုင်ကြပါစေရှင်ကျမထံမှာပေးနေမိမယ်ဆိုလို့ရှိရင်တော့3968980တင်ငန်းက Viber ကနေတက်စင်လာရောက်မေးမြန်းနိုင်ပါတယ်ညံမှုစောကတတောင်းခွဲယူပါတယ်အလှဲ့ကြရင်ဟောပေးပါတယ်ရှင်